အက်တောင်တန်းတွေပေါ်မှာစောင်းလွင်းကုန်မဲ့အချိန်ကြီးကလာပါပြီ။မြေပြင်ပေါ်မှာတော့ဘာစားစရာမှမကျန်တော့ပါဘူး။ဒရိစံများစုဟာ အားနည်းနေကြပါပြီ။ဒီသမင်ပေါက်လေးကအစာရနိုင်သလောက်လိုက်ရှာနေပါတယ်။ဒီချိန်ဟာတစ်နှစ်လုံးမှာအဆိုးဝါးဆုံးအချိန်ပါပဲ။ ဝမ်မလီမတကောင်ဟာအမဲလိုက်ထွက်နေတဲ့အချိန်ဖြစ်ပါတယ်။သူမတကောင်လည်းမဟုတ်ပါဘူး။အနီးနားမှာသူမနဲ့အတူကြံတဲ့မိသားစုဝင်တွေရှိနေပါတယ်။ဝမ်မလီမဟာအုပ်စုခေါင်းဆောင်ဖြစ်တဲ့သူ့ယောက်ျားနဲ့အတူအမဲလိုက်ထွက်လာတာပါ။ဒီသမီးမောက်ဟာလွယ်လွယ်နဲ့ရနိုင်တဲ့တားကောင်တော့မဟုတ်ပါဘူး။ဒါပေမဲ့ဝမ်မလီမမှာအစီအစဉ်ဆွဲထားတာရှိနေတာပါ။ သူအချက်ပြလိုက်ပြီဆိုတာနဲ့ကြံတဲ့ကောင်တွေကလှုပ်ရှားကြပါပြီ။ဒီသမင်ပေါက်ဟာဝန်မလူရီနဲ့တကားမှမတွေ့ဘူးဒီပါဘူး။ဒါပေမဲ့တွေ့ရင်မလုပ်ရမယ်ဆိုတာသူ့ဗီဇာသိနေပါတယ်။သူမဝင်းမလူလေးလက်ကလွတ်မြောက်ဖို့ဖလှဲပေါ်လေးတစ်ခုရှိပါတယ် မင်ပေါက်လေးဟာဝမလူတွေကို သူ့ရဲ့အုပ်စုရှိတဲ့နေရာကိုမျှခေါ်လာပါတယ်။ဒါလည်းဝမလူတွေကြံစည်ထားတဲ့အကြံစီတိုင်းပါပဲ။အခုတော့ဝမလူတွေဟာတမင်အုပ်ထဲကနေမကောင်းဖြစ်နေတဲ့တမင်ကိုရှာတွေ့သွားပါပြီ။ဒီတမင်ပေါက်ဟာသူ့အုပ်စုရဲ့တမင်တကောင်ကိုစည်းပြီးသူ့လွတ်လန်းကိုရွေးချယ်သွားခဲ့ပါတယ်။ ဒီနီလန်းကဝမ်မလွေနဲ့တွေ့ရင်အရန်ထိရောက်တဲ့နီလန်းမှာအရန်ကောင်းတဲ့အစီအစဉ်တခုတော့မဟုတ်ပေမဲ့ဒီလိုနေမကောင်းတဲ့တမေတကောင်ကိုစတဲ့လိုက်တာဟာအုပ်စုအတွင်းယောဂါပြန့်နှံ့မှန်းကိုတားဆီးလိုက်နိုင်ပါတယ်ဝမ်မလွေတွေတက်ကတော့ပွဲတော်ကြီးတခုပါပဲနေ့တနေ့ရဲ့ဒီလိုအချိန်ရောက်ရင်သူတို့ဟာအုပ်စုအကြီးဖွဲ့ပြီးနေလိမ့်ရှိကြပါတယ်အရေဝကြားနိုင်တဲ့နားတွေပိုများသလို့ အန်ဒီလိုင်းမြင်နိုင်တဲ့မျက်လုံးတွေပုံများအောင်လို့ပါအဲဒီတကူအန်တုနိုင်မှုသူရဲ့ခန္ဓာကိုယ်ကလုပ်ငန်းစဉ်တချို့ကိုရှော့ချလိုက်ပြီးနှလုံးခုန်နှုန်းကိုပါရှော့ချပြစ်လိုက်ကြပါတယ်စွမ်းအင်မကုံအောင်ထိန်းထားမှလည်းဒီလောက်အေးခဲနေတဲ့ယာဒီဥလိုမှာအသက်ရှင်နေနိုင်ကြမှာဖြစ်ပါတယ်။ဒီဝံမလီအုပ်ကတော့သူတို့ရဲ့သားကောင်ကိုအားသိမ့်မတုံးမဲရလိုက်ပါတယ်။ ရက်တွေအများကြီးကြာမှာပထမဆုံးစားရတဲ့အစာဖြစ်ပါတယ်။အစာကြောင့်စိတ်တက်ကြွနေတဲ့ခေါင်းဆောင်ရဲ့သားဟာအဖေဖြစ်သူကိုစမ်းတက်နေပါတယ်။ခေါင်းဆောင်ဖြစ်တဲ့သူ့အဖေကိုစိန်ခေါ်နေတာဖြစ်ပါတယ်။သူစည်းကမ်းတိုင်းပဲလှုပ်ရပါမယ်။မိဘတွေကကြံတဲ့အကောင်တွေမစားခင်အရင်စားရပါတယ်။ ဒါပေမဲ့တားဖြစ်သူကလိုက်နာခြင်းမမရပါဘူး။တခြားကောင်းလေးလိုပဲစားဖို့အတွက်သူ့အလှည့်ကြောင်းစောင့်ရပါမယ်။ဒီတောင်တန်းတွေပေါ်မှာဝုံမလွေတွေအတွက် ပြိုင်ဘက်တစ်မျိုးပဲရှိပါတယ်။အဲဒါတော့အညူရောင်ဝက်ဝင်နေပါ။ ဒီဝဝနေဟာအသားစိမ်းကိုမိုင်မောင်းများစွာအဝေးကနေ အနက်ခံနိုင်ပါတယ်။ပြီးတော့ဒီကောင်လဲဘိုက်စာနေပါပြီ။ဒါပေမဲ့ဝင်းမလွေကောင်းဆောင်ကတော့နောက်ဆုတ်ဖို့အစီအစဉ်မရှိပါဘူး။ပုံမှန်ဆိုရင်တော့သူကနောက်လှည့်ပြန်သွားတာများပါတယ်။ဒါပေမဲ့ဒီနေ့တော့ ခေါင်းဆောင်ဟာသူ့မျိုးဆက်ကို သူ့မှာအာဏာရှိနေတော့မယ်ဆိုတာပြကျင်နေပါတယ်။မုံမလီခေါင်းဆောင်ကဝက်ဝုံကိုမစားတော့အောင် လုပ်ဖို့ကြိုးစားနေပါတယ်။ထွက်သွားအောင်ခြောက်လှန်နေပါတယ်။ဝဝညိုရီဟာမိုးပလီတွေကို မကြောက်ကြပါဘူးဒီနေရာမှာ तू ကအားအကြီးဆုံးဖြစ်ပြီးအဲ့ဒါကို तू ကိုယ်တိုင်လည်းသိနေပါတယ် ခေါင်းဆောင်ကတော့အုပ်စုကိုဥဆောင်မှုမတက်နိုင်ရှာတော့ပါဘူး။အုပ်စုတွေရဲ့မျိုးလုံးတွေအားလုံးဟာတားဖြစ်သူစီကိုရောက်သွားကြပါတယ်။တားဖြစ်သူကိုအုပ်စုခေါင်းဆောင်ဖြစ်ခန့်အပ်လိုက်ပါပြီ။ဒါပေမဲ့ဝင်းမလွေမောင်ကတော့လက်မခံပါဘူး။ မလီမဟာတတလုံးအတူနေလာခဲ့တဲ့သူ့ယောက်ျားကိုစွန့်ပစ်ခဲ့မှာမဟုတ်ပါဘူး။မမလီတွေဟာတခါအတူနေကြပြီဆိုရင်တတလုံးမခွဲခွာကြတော့ပါဘူး။